ကီမီရမယ်ဆိုရင်တော့ဒေချပေါ့ကီမီရဲ့ပြီးွားရဲ့ဂျော်ဒါရီဆွန်ရှင်းရဲ့အာဂိုးလိန်မှာကျွန်တော်လွတ်နေခဲ့တဲ့အာကျွန်တော်ဒီဘိန်းလီပါလေပြန်လဲပြီးတော့ထွက်လာနိုင်တယ်သို့တော်လည်းဂျော်ဒါ ခင်ဗျာရှိလိုက်တဲ့အခါမှာပုံမှန်တိုင်းလေးပဲနာသန်ပေးတစ်ခုနဲ့ပဲထွက်လာခဲ့တယ်ဗျာ။အားရင်းမချက်ပြတ်သွားပြီးတော့ကြီးမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကနေပြီးတော့ Astro Space ရဲ့ Mid ကိုတော့ပို့ပြီးတော့မကျူရိုးတော့ပို့ပြီးတော့နှစ်သက်မိတယ်ဗျာ။ဒီက Grow နဲ့ Eve နဲ့လုံနိုင်မယ်ဆိုရင်တော့ကောင်းကောင်းရင်းတစ်ဖက်က Jungle Zone River Area ရှောက်မှာ Dominate လုပ်လို့ရတယ်ဆိုတဲ့အခြေအနေ။အဲ့အခြေအနေအားလုံးကိုတော့ Astro Space အနေနဲ့အားလီ Game မှာဖန်တီးနိုင်မလားဆိုတော့ကြည့်ရမယ်။ KH ရဲ့ Star Strike Wave Breaker Benny ရဲ့ Land Flare နဲ့ဆိုရင်တော့တကောင်းလုံးပြတ်ဖို့ဆိုတာမသေးကြဘူးဆိုပေမဲ့ Sansu Chu ဒီနဲ့ Freezy မှာတော့အဲ့အစွမ်းအားတွေတော့ရှိတယ်ဗျာ။ Oh Touch လုပ်ပေးလိုက်တာကျော် KH အနေနဲ့ Flare ေးကပြန်သုံးလိုက်ရတယ်ဗျာကာဇူချူတီရဲ့ skill one လေးတစ်ချက်ကကျော် KX ဝင်လာခဲ့တဲ့ Titan Strike ကို block လိုက်တာအပြင်မှာ damage ပါဝင်သွားတယ်ဆိုတော့ဒီချိန်မှာတော့ flicker မရှိတဲ့ timing တစ်ခုပဲဆိုတော့10မိနစ်မှာ flicker ဖိလိုက်ရဆိုတော့ဒီကြောင့်ပေါ့ဒီ target timing မှာသူ flicker သုံးဝင်တော့မရှိတော့ဘူးဗျာဟုတ်တယ်ကျွန်တော် radiation ရကြည့်မယ်ဆိုရင် run အနေနဲ့ကတော့ online ကကျွန်တော်ယူခိုးတော့ရန်ယူတော့ဂယူတော့စိုက်မနေတော့ဘူးဗျာအဲ့တော့သူတို့အနေနဲ့အပေါ် land matchup ကိုပဲပြန်လဲပြီးတော့ပဲကြည့်မလားဗောနော်ကျွန်တော် fan geo ပဲသွားပြီးတော့ flank ဂျင်မလားတစ်ဖက်ကနေလဲဆန်ဆူအနေနဲ့ကတော့ dash ရဲ့ position တွေပြတာတဲ့အလျောက်တစ်ဖက်က fake con အနေနဲ့ကတော့သူရဲ့ form လေးတွေကိုတင်ရတာ game one အတိုင်း င်းပဲအားလေးကနည်းနည်းတော့ခက်ခဲနေတယ်ဟုတ်ကဲ့ဆိုတော့အမှန်တိုင်းပြောရရင်ဒီ pick up တဲ့ dealer ဖြစ်နေတဲ့ကြောင့် KX ကသူ level 4ရဖို့အတွက်တော့လိုတယ်ဗျဒါအပြုံမှာသူ combination လောက်ကမဲ့ hero ကလည်း meme တဲ့မဟုတ်ပဲနဲ့ goal line နဲ့သွားဖြစ်နေဆိုတော့ tsunami slam ဝင်လာမဲ့အခါမှာနောက်ကဒီ bandy rage နဲ့အကုန်လုံးတန်းကြမယ်ဆိုတော့ combination ကကျွန်တော်နားသာ region နဲ့ MPA တွေမှာလည်းကျွန်တော်များသောအားဖြင့်တွေ့ရတဲ့ combination ပဲပေါ့နော် အဲ့တော့ wire sam g မက်ချ်မှာတော့ဘာမှတော့တိတ်အများကြီးထူးထူးဆန်းတော့မရှိဘူးနှစ်ယောက်ကတော့သူ့အနေနဲ့သူတင်ကိုတင်မဲ့ fan လာနိုင်တယ်တစ်ဖက်က falcon အနေနဲ့တော့ new code တော့နည်းလေးပြန်လည်ပြီးတော့ပဲကြည်ပေးနေရဗျအဓိက new code ဖက်ကွန်မိုင်းနေးရှင်းဝင်လာတဲ့အချိန်ကျရင်တော့ new code ရဲ့ impact တွေလည်းတော်တော်ကြီးတော့တည်တာဒါပေမဲ့တစ်ဖက်ကနေလည်း lama ရဲ့ 4bsd target battery objective battery မှာတော်တော်လေးကို power spike ဖြစ်နိုင်နေတဲ့ဆိုတဲ့အခြေအနေဒီအခြေအနေအားလုံး aso space အနေနဲ့အသုံးချနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ okay so roger တတနေရစပြီဗျာကိနေသူပလိကတိုင်းမျိုးစောင့်နေသလားဗောလေတော့ဒီကျော်လမိုင်းလာလမ်းအကြောင်းသူ့အနေနဲ့ဖြတ်သားလာသေးရေကျော် new goal back line position live ပြောကြည့်ရစမလဲ nation က standing ကြားမှာ rages လက်သုံးချက်ဖြတ်ရိုက်သူ manipulation ကြားမှာတော့ destiny နဲ့သီဆုံးသွားပြီ no retribution ပုံစံတစ်ခုတော့ fake one sport ရင်ဆိုင်ရပါအောင်မယ် no retribution no jungle ဆိုတဲ့အခြေအနေတစ်ခုမှာတော့ fake one အသင်းအနေနဲ့ခေါင်းတော့တော်တော်လေးကိုခက်ခဲသွားရဲ့ဒီကလည်းလမိုင်းရဲ့ combination နဲ့ကျွန်တော်တစ်ဖက်ကနေပြီးတော့ sansu ပြီးမှတော့ကျွန်တော် freeze ရဲ့ spare cast တွေကတော်တော်လေးကိုတော့ကောင်းသွားခဲ့ရဲ့ဗျာအဲ့အခြေအနေတစ်ခုတည်းဒီအခြေအနေမှာ aso space ပထမဦးဆုံး objective တခုတော့စတင်ပြီးတော့ပဲပိုင်ဆိုင်လိုက်ရပြီဗျာရှေ့ပွဲမှာတော့လုံးဝရောလိမ့်မတာတဲ့အခြေအနေတခုကနေတော့မာသူရဲ့ 4DS ကတကောင်းကောင်းကြီး performance ပြခဲ့တာဒါပေမဲ့ဒီပွဲမှာကသူဒီ face to face ရတာဒီလပုလပုနဲ့သွားဖြစ်နေရဗျာနော်ဆိုတော့ဘလို့မှကျွန်တော်တို့ဒါအဆင်မပြေဘူးဆိုတဲ့အခြေအနေတခုကနေပြီးတော့အိုးတက်တော့တစ်ချက်ကို flick ကလေးနဲ့ထွဲလုံးလေးနဲ့ပဲပေးဝိုင်းနောက်မှာတော့ Warrior ဆုံးသက်ခြင်းကိုဆန့်ခြင်းခံလိုက်ရတယ်ဗျဒီနေရာမှာတော့ Sansu Judy ရဲ့ initiative တပေါ်တော့ really ကောင်းသွားခဲ့တယ်ဗျာဟုတ်တယ် Sansu အနေနဲ့က rotation ကိုကောင်းကောင်းယူတော့ control ထားနိုင်တာဗျာတစ်ဖက်က Fagon အနေနဲ့ကတော့ ရအောင်ပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးတော့နောက်ကျသွားခဲ့ပြီ Atlant Flare Data Strike ပေးတာရဲ့ကျွန်တော်ဆန်စုပြီးတော့ဖြစ်နေရဲ့ဗျဖြတ်ဖို့အတွက်ကတော့ခက်ခဲလေးတော့သွားပြီးရှိမယ်ဆိုရင်စမိုင်းစလန်တက်ပြီးတော့ပေးတာရဲ့ကျွန်တော်တော့ Dax အနေနဲ့အဆုံးသတ်လိုက်ရင်လည်းဆန်စုတကောင်းတော့ပြန်ပြီးတော့ပေးတာရည်အဓိက Spaker စနေနေပဲဗျာနော် Passage ရှိနေတဲ့ Color တစ်ခုမှာတော့ဒီ Passage ကိုခေါင်းခေါင်းကြီးအသုံးမပြုခင် Color တစ်ခုမှာဒီ Tsunami Slam ကိုတန်းပေးလိုက်တယ် Backup Follower အနေနဲ့ကလည်းဒီ Leather Flare ဖိမဲ့ဒါ Painty တကောင်းလဲဆိုရင်တော့ပြတ်မှာတော့မဟုတ်ဘူးဗျာနောက်ကနေပြီးတော့ Dax ရောက်လာလဲကောင်းသွားရဲ့ဆိုတဲ့အခြေအနေတစ်ခုပဲ Fizzy ရဲ့ Combination နေရာလဲကျွန်တော် Manipulation လို့မျိုးဒါဒါဇုံးနေမေးစ တစ်ပေါက်ဖြစ်နေတာဆိုတော့လေပြောနေတယ်ပဲအပေါ်မှာဆန်ကြီးကထက်သေးွားပြန်ပြီဆန်ကြီးဒီပွဲမှာတော့ကျွန်တော်တို့တစ်ဖက်က Air Space ရဲ့သဘောကျနှစ်သက်မှုကိုတော့ကောင်းကောင်းယူတော့ခံနေရတယ်ဗျာအဲ့တော့ Falcon အနေနဲ့ကတစ်ဖက်ကဆန်ကြီးလေးကိုတော့ပြန်ကြည့်မလားဒါမှမဟုတ်ရင်တော့ Yuko Lane ကိုပဲသွားပြီး backup ပေးမလားပေါ့နော် Yuko ရဲ့ combination တွေကလည်းပြန်ပြီးတော့ impact ပြန်လာမယ်ဆိုရင်တော့ Falcon တို့ကတော့မစိုးဘူးဗျာဒီပွဲလေ game one လို့ပဲဗျာတော်တော်လေး Ali Bay Falcon အနေနဲ့နိုင်နေရဆိုတဲ့အခြေအနေတခုပဲ pick up နဲ့ထွက်လာရဆိုမယ်လေ Hero Key ရရှိမှုဘက်မှာတော်တော်လေးအားနည်းနေရဆိုတဲ့အရာကိုသွားပြီးတော့တွေ့ရတယ်ဗျာဒါနဲ့ပေါ်ပေါ်တော့ကလည်းစက္ကန့်30လောက်တော့ကျန်နေသေးရဲ့အောက်မှာတော့ Dane Shake က van န်ချစ်စီရောခံလာတယ်။ The mic do this away the saturation မှာ range သက်၃ချက်ခံလိုက်ရဆိုတော့လေသူကိုယ်တိုင်ကျတော့ဒီနေရာမှာတော့လက် short လိုက်ရတယ်ဗျ။ကျောက်ဆန်ချီကတော်တော်လေးကိုလည်းကြိုးပါခဲ့တာဆိုတော့ new goal ကိုပဲပြေးပြီးကြီးလိုက်တာတော့ပို့ပြီး impact တော့ဖြစ်စီမယ်ပေါ့နော်။အဲ့တော့ target pattern 5ကိုတော့ကျွန်တော်ထပ်ပြီးကြီးရမယ်ဗျ။ဒါပေမဲ့ lamine နဲ့ combination ပါဖို့အတွက်ကတော့အချိန်ရတော့လောင်းကားမှုတော့ရှိတယ်။အဲ့တော့တစ်ဖက်ကနေလည်း fagon khu ဆိုက်ရမှာ freezy sansu qd ရဲ့ combination ကြီးဗျ။ဒါကိုပဲပြောရမှာဗျ။အထက် narrow space ဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှာသူ့ရဲ့ manipulation ကအများကြီးပါဝါနိုင်တယ်ပေါ့နော်။ပြီးတော့ကျွန်တော် lamine ကတေပြီးတော့ပြန်ထွက်လာတဲ့အခါမှာလည်း flying cloud လေးနဲ့သွားဖြစ်နေ ရဆိုတော့တိန်လာရှော့စီးလေးနဲ့ပဲအပြန်ဆုံးရောက်လာတဲ့အခါမှာဒီတာတက် combination တစ်ခုကိုတော့သူ့အနေနဲ့အမိလေးပဲလာရောက်ခဲ့တယ်ဝါရာအနေနဲ့ကတော့လက်ရှိမှာကျော်ဆန်ဂျီအနေနဲ့ပေးလိုက်ရတဲ့ banning range တစ်ခုကြောင့်ပဲပေါ့နော် KX ရဲ့ combination မှာတော့ nearly အားနေသွားလိမ့်မယ်ဗျာစပြီးတော့ဖွင့်ထားညူကိုတော့ဖြစ်နေတဲ့အတိုင်းမဲ့တစ်ဖက်ကနေလမိုင်းကိုပြန်လဲပြီးတော့ pick off လုပ်ထားတဲ့နေတာတစ်ခုမှာတော့တန်းပြီးတော့ပြတ်သွားခဲ့ပြီးဆို retribution မှာ damn ับพี่ไปไปใส่ดาดีแบบตัวรอดไม่ได้จะมาแซนซูโฟมาล็อกกูต้องน็อกแกไม่ได้ส่วนมีเราเราก็ต้องไปฟอลล์อัพดีดูว่าไม่ใช่เดนดีดันกูมาฟรีซิโอเดนส์น็อกตัวรอดเนี่ยดับเบิลเคทำไมมีอะไรด่ามาดีโอ้ดับเบิลแซนซูจุดดีทำไมมีอะไรไปเลยกูมาแรนอัพดีว่าระตัวนี้ตัวใหญ่วันเลยใครเด็กกูมาบินดีน่าสนเลยแต่เพลนดับเบิลดีบนเดอะพิวฟายเบียดตัววันเลยใครเดมิสตัวเลยมียาโรเลยสมว่าระเจสซี่ตอนนั้นสูนเนตูบินดีเลยแต่เพลนเนี่ยฮิโรกิเปียมีอะไรไปเลยน่าวมาเลยปั๊บไปปั๊บกูมาแทบไปเอาคลิปอยู่เลยอ่ะเบียแต่กูว่าเยเจสซี่อยู่ประเดี๋ยวแซนซูกูเตะว่าระเบีย ညူကိုအရင်ဆုံးရှေ့ကိုပို့ပြီးတော့တစ်ဖက်ကနေပြီးတော့ Astro Space ရဲ့ tension တွေအကုန်လုံးယူတယ်အဲ့ဒီအချိန်မှာတစ်ဖက်ကနေပြီးတော့ခြေတလန်းကျွန်နေရဆိုရဲလာမိုင်းကို pick off view ွားပြီးတော့တန်းပြီးတော့ဖြတ်လိုက်တဲ့အချိန်မှာ but the impact ကတော်တော်ကြီးတိတိတတတိတာသွားတာဗျအဓိကတော့ Olivia Ryan နေနဲ့ကသူ level 1ကိုတုံးပြီးတော့ retry win ပေါက်လိုက်တာအဲ့ဒီအချိန်မှာကျော်တာတရက်သွားပြီးတော့ rest တက်ကြသွားတဲ့ခါနဲ့သွေးပြတ်တက်သွားတဲ့ခါနဲ့ပေါ့နော် death strat အခွင့်အရေးတစ်ခုရပါတယ်လို့ပဲပြောရမှာဗျာ online first time ကျွန်တော်ကတော့ပေးလိုက်ရပြီဒီပုံစံတိုင်းဆိုရင်တော့ရီဆွန်ရှင်းအနေနဲ့ကအရင်အဆင်မပြေတော့ဘူးဗျာခုနအနေထားမှာတော့ UK Justice Blade နဲ့ကျွန်တော် Lane ရှေ့ကတစ်ချက်ခံလိုက်ရတော့မှာတော်တော်လေးသွေးကိုင်းသွားတယ်ဆိုရင်ခိုက်တယ် တ်မယ်ဒီနေရာမှာပြကျွန်တော်မောင်လေးလျှောက်ကဖေးပြီးတော့ retry ပေးလိုက်တဲ့နာမှာတတက်ပြန်ဝင်သွားတာဆိုတော့သူရချက်ချင်းပြတ်တော့သွားတယ်อืมကန်ဆိုးသွားစီတဲ့အခိုက်အတန့်လေးပေါ့နော်ဒါပေမဲ့တစ်ဖက်ကနေလည်း new go အနေနဲ့ lane shake ကလေးနဲ့သွားပြီးတော့ထိန်းထားရလေအင်းသက်သွားဖြစ်သွားတယ်ပြီးတော့ dash အနေနဲ့ blind အထိ blind နဲ့အထိရောက်သွားတဲ့အချက်တွေပေါ့နော်ဒီအချက်တွေကတော့ falcon ရဲ့ early game ကိုတော့ပြန်လဲပြီးတော့ hand check ညီအောင်လုပ်ပေးခဲ့ပြီအဲ့ဒီအချက်တွေကိုတော့ကျွန်တော် aso speed အနေနဲ့ဘယ်လိုမျိုးပြန်လဲပြီးတော့ခြေဖြတ်ပြမလဲဆိုတော့စက်ကြည့်ရအောင်မယ် recommendation မှာ aoe crowd control ပါခဲ့ sensitivity ရဲ့ data sensitivity ချက်တွေကိုလည်းပြန်လဲပြီးတော့ကြည့်ရှုအောင်မယ်ပေါ့နော်စံချီအနေနဲ့ကတော့ button မှာအဲ့ လောက်ထိဝင်ရောက်ဆက်ဖက်ခဲ့ခြင်းတော့မရှိသေးဘူးအဓိကတော့သူရဲ့ damage တွေကတစ်ပတ်တင်းပေါ်အများကြီးမတက်ရောက်သေးဘူးဆိုတဲ့အခြေအနေကိုသွားပြီးတွေ့ရတယ်ပဲဒါလည်းအားလီပိုင်းမှာသွားပြီးကန်ကြီးလောက်ခံရတယ်ဆိုရဲအချက်နှစ်ချက်ကြောင့်လို့ပဲပြောရမှာပေါ့နော်ကဲဘာပဲပြောချော်လိန်ရဲ့ matchup ပိုင်းမှာတော့ first round ရဲ့၃လိန်လုံးကိုတော့ journey ရဲ့ခွင့်ပြုထားတဲ့ astro space team နဲ့ကတော့လက်ရှိမှာ tower တွေပြန်ယူရမယ်ဒါတွေ objective တွေပြန်ပြီးကောင်းတိုးရမယ် hero key ရရှိမှုပိုင်းမှာလည်းအများအားလွတ်နေခဲ့တဲ့ dash ကိုလည်းပြန်ပြီးကြည့်ပေးရမယ်ကဲ star strike ပြီးတော့ပေးထားသေးတယ်နော်မ follow up က astro space ပို့ပြီးတော့ကောင်းနေတယ်ဆိုတော့ kas နဲ့ instant ဖြတ်ခံရဖို့တော့တော်တော်လေးတော့ chance တော့များနေပြီအဲ့တော့ပြန်ပြီးတော့ဘယူခိုးဘလိုင်းနဲ့မထိန်းထားတဲ့အလေးရောက်တစ်ဖက်မှာလည်း run နေနေအောင်ပြန်ပြီးတော့ကြံခဲ့ပြီဆိုတော့ charge ပေးတာနဲ့ဂျာလဲမှာတော့ Benny ပြန်ပြီးတော့ front line control ကတော့ပေးတော့ပေးထားသေးတယ် two man knock out ပေးထားတယ်ကျွန်တော် sanity damage တင်နေပဲတစ်ဖက်ကနေပြီးတော့ aso speed ပြန်ပြီးတော့ fall back နေရပြီဗျာ sensitivity မရတော့အဆုံးပါတော့သူကလည်း hero ကိုဖြတ်မှန်ပြီးတော့ပေးလိုက်ရတဲ့နောက်မှာတော့ three man down ဆိုရပုံသက်တစ်ခုတော့ aso speed ရင်ဆိုင်လိုက်ရတယ်ဗျာအဓိကတော့ကျွန်တော် front line မှာသွားပြီးတော့ပဲဂျုံနေခဲ့တဲ့ run ရနေတဲ့တန်းပြီးတော့ဖြတ်ခံလိုက်ရတဲ့အခိုက်အတန့်တစ်ခုပါ back line နဲ့ face zero ပါတော့လည်း purify ပေးလိုက်ရတယ်ဗျာ one သွားပြီး ော့ trade လိုက်တယ်ဆိုမလဲသူတို့ trade လိုက်ရတာ KAC ဖြစ်နေရဆိုတော့အရင်အမတန်တဲ့ပတဲ့တခုတော့ SO speed တွေဒီပတဲ့မှာတွေးလိုက်ရတယ်ဗျာနော်ဟုတ်တယ် KAC နဲ့ပဲတော်တော်လေး spare cast ပေါ်သွားတယ်ဆိုရယ်ပုံစံမျိုးလေးပေါ့နော်အဲ့အချက်လေးရောသွားပြီးရရှိနေဆိုတော့ wire လက်မတင်ကလေးလွတ်သွားတယ်ပုံစံမျိုးလေးတော့တော့သွားဖြစ်နေရဗျာဒီက wire မှာ fade ရပါပြီပြီးသွားပြီဆိုရင်စမ်းကြီးမာလေးအရင်ဆုံးပြီးသွားတာ BOD ကြီးတော့ဖြစ်နေတယ်ပြီးတော့နောက်ထပ်သွားမယ် identity malefic gun ဖြစ်ဖို့တော့များမယ်ဗျာ spare van အရင်အားကောင်းနေဆိုရယ် hero တကောင်ဖြစ်တဲ့ new go စီမှာလည်းကျော်ထပ်ပြီးတော့ queen swing တွေပါပါလာပြီဗျာအဲ့အတွက်ကြောင့်သူရဲ့3 tap နှုန်းတွေကို short ချဖို့အတွက်ကတော့ glowing one နေ dominic ice တွေ see d i 的 T.R. war ja nur 多了一个 L.E.L. i i Auch 妹，后 o 还有 Mega Sheer 和 PM 又 drop hier. o 了多一个妹。Time India r 便宜啊，妹子们，那 Shimans 的 juicy r 奶妈，Mega Tower 法师的 copy 来呀，来上路。这下子双输出 C 妈，又 o Piong 了。All r a m e m a t c h a 的恐龙呢，Esports Five 呢，刚刚伊队没留他奶给，所以没留。Fake One 的 Macro Fine 呢，来，Po Biolas 卡罗 Piong 的给。Random p a r p y 这下子来打野了，先抓娃娃。Holy Shiri 的 Chi Kanine 被 Fake One Tene 尼了，来，那下这股骚妹是真厉害。Well，Billy 啊，就是哦，Piong u 被孙大宝，我给你看 e 把飞机掉了边 e going to do that the Pedro Jesus but that being Pedro and the horn of a kings yeah yeah you can feel it yeah yeah last of last trace over the main stage trailer yeah through for the cool but be now pick up my chat way base swung it but like control new go yeah yeah base fighter chi down but that okay by test it to me my tap you but like creed you ဖြည့်ရှင်းတော့ SOS ပေးပဲဗျာ။လမိုင်းကြုံသွားခဲ့တဲ့အနေထားတစ်ခုတော့တွားပြီးတော့ကယ်ဖို့အတွက်ကောင်မဖြစ်နိုင်တော့ဘူး။ခမ်းမသိရင်တော့တသိန်းလုံးပေးလိုက်ရနိုင်တဲ့အနေထားတို့တွားပြီးရရှိမယ်ပေါ့နော်။အဲ့တော့စန်ဂျီတာဝါလီနဲ့ဖို့အတွက်ကောင်လို့စူးစမ်းနေရတယ်။ဒါပေမဲ့တစ်ဖက်ကနေလည်းကောင်းနေအောင်လုံးတွားပြီးတော့ကြံနေရဆိုတဲ့အတွက်ကြောင့်ရန်ရဲ့ rush လို့မရအောင် ဘူးတို့ဒီ law ရဲ့ timing လေးကိုပြန်ဆောင်ပြီးတော့ဒီ law နဲ့အတူ rush မယ်ဆိုရင်တော့တစ်ဖက်က aso space ရဲ့ objective တွေအကုန်လုံးတော့တင်ပိုက်နိုင်နိုင်မယ်ဖဲကွန်နေနဲ့ဒီအချိန်မှာတောင်းနေရဆိုပေမဲ့လေမေထားလို့မရတာတစ်ဖက်က goal line ကနာတန်သွားဖြစ်နေကြဗျာအဲ့ဒါ base တွေများလာမယ်ဆိုရင်တော့ဒီ high ground defense ကနေအများကြီးလှုပ်လှုပ်နိုင်တဲ့ hero တစ်ကောင်ဟုတ်တယ် atrophy တွေ and the foreign တွေ super position တွေကတကယ်လို့ damage များရဆိုရင်အခိုက်အတန့်တွေကိုမြေတွေ့ရလိမ့်မယ်ဗျာသို့တော်လည်းဒီအချိန်မှာတော့သူ့နေတဲ့ fair law heaven နဲ့ holy crusade နှစ်ချောင်းတော့ပဲပါသေးရဲ့ law timing တစ်ခုမှလည်းဖဲကွန် e sport တွေ vision အသာကြီးရတာရဲ့ဗျာဒီကတော့ inner tower တွေမရှိတဲ့အခါမှာ ခေါင်းတိုးပြီးတော့သွားလှုပ်ဖို့အတွက်ဆိုရင်တော့ ASO State အနေနဲ့တော်လေးခက်ခဲနိုင်ရရှိနေနေတယ်။ဒီမှာကျတော့ review ship ကို double review ship ပုံစံတစ်ခုအနေနဲ့ဟိုစံကြီးရဲ့ bandy range ကလည်းထပ်ပါအောင်ပါ။ဟုတ်တယ်။ အဲ့တော့ Faircon ဒီအချိန်မှာသူ low objective ကိုစောင့်ပြီးတော့ပဲ၃လိန်လုံးတက်လာခဲ့မယ်ဆိုရင်တော့ SO speed အတွက်ကတော့ရိုင်းတော့မလွယ်လောက်ပြဒါပေမဲ့သူတို့မှလည်း high ground defensive မှာကောင်းကောင်းကြီး on hold ထားနိုင်နေဆိုတော့ PC နဲ့ကျွန်စန်စုဂျူတီရဲ့ swag cut အကြီးကြီးတွေတော့တွားပြီးတော့ရှိနေသေးတယ်လမိုင်းကကျွန်ခြေတလမ်းမကျွန်ခဲ့ဘူးနောက်ကနေပြီးတော့ကျွန် wire နဲ့ Ryan နဲ့ကပြန်ပြီးတော့ follower damage တွေလိုက်နိုင်မယ်ဆိုရင်တော့ဒီနှစ်ယောက် combination နဲ့ဆို high ground ကောင်းကောင်းလေးတော့စိုင်လို့ရတယ်ဒါဆိုကြီးရဲ့အထွေးလေးကလည်းတွားပြီးတော့ကောင်းနေသေးတယ်ဗောနော်ဒါပေမဲ့ဒီ area ကိုလက်တွေ့ပုံဖော်နိုင်မလားဆိုတာတော့ SO speed ရဲ့ပုံစံတစ်ခုကိုပဲပြန်ပြီးတော့ကြည့်ရမယ်ပုံဖော်နိုင်မှရမယ်ဟာဒီအချိန်မှသာကြာသွားမယ်ဆို င်တော့တီချာပေါက်ဒီပွဲအဲ့ငယ်ရတော့ပါဗျာနော်ဆိုတော့ဖဲကိုအနေနဲ့တော့တက်လာခဲ့ပြီလောက်ကလေ top lane ကဝင်လာခဲ့မှာဆိုတော့ mega tower လေးပဲ e final ပွဲပဲတခါနဲ့အမ်လာလောက်ပါအောင်ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဗျာဒါမိုင်းအနေနဲ့ကျွန်အကျွန်သွားဖို့အတွက်ကတော့လိုမယ်ပေါ့နော်အဲ့တော့တို့အနေနဲ့ spare gas ကောင်းကောင်းပေးနိုင်မယ်ဆိုတဲ့အချိန်ယူတော့စောင့်ရမယ်လော့ objective ကိုတော့သွားပြီးတော့ hunter ထားဖို့တော့လွယ်မှာတော့မဟုတ်ဘူးအဲ့တော့တို့အနေနဲ့ mega tower run ကတော့သွားပြီးတော့ပေးရသေးရဲ့ဗျာဖဲကိုအနေနဲ့ကလည်းရိုင်းပြီးတော့ aggressive stand နဲ့ play style တော့မပြားသေးဘူးတို့လိုချင်ပါတယ်ဆိုတဲ့ objective တွေအကုန်လုံးရာသွားတဲ့အချိန်ကျရင်တော့လှုပ်ချင်တာတော့လှုပ်လို့ရတယ်ပေါ့နော်တို့မယ်ဆိုရင်လည်းကျွန်တော်တို့ new code အနေနဲ့သူ့ရဲ့ basic fighter နဲ့ဝင်မှာတော့ရလိမ့်မယ် ်ဒီ AC Pescot ခုကလည်းရှိနေသေးရဆိုပေမဲ့ဖတ်မှာက purify နှစ်ကောင်ဒါမှမဟုတ် Olivia Ryan နေနဲ့ spare casting ကောင်းကောင်းလုပ်နိုင်ပြီဆိုရင် scale 1နဲ့ရှောင်းလို့ရနေသေးရဆိုတော့ your grossy ကလည်းပြန်ပြီးတော့ touch လုပ်တာဒီခံအောင်မယ်ဗျာအရင်အရော your over standing မလုပ်ဘူးသူတို့ low up ပါဆိုရဲ top lane ရဲ့ mega tower တစ်လုံးတော့သူတို့နေရရှိလိုက်တယ် side lane ရဖြစ်တဲ့အကြောင်း impact တော့များတယ်ဗျာရှေပွဲတော့လို့မြင်ရသူတို့ကဘေးဘယ်မှာရှိတဲ့ your ဒီ tower တွေကိုအရင်ဦးစားပေးပြီးယူလာတာဖဲကွာဟုတ်တယ်အဲ့နှစ်သိန်းလုံးနေနဲ့ better spare တွေအကုန်လုံး ready ရှိနေရဆိုတဲ့အချိန်မှာတော့အကုန်လုံးကတော့အမောင်းတို့တော့သွားပြီးတော့စောင့်နေတာဗျာ ာအကြိမ်ဖယ်ကွန်ဘက်ကနေလည်းသွားကျွန်သွားပြီဆိုရင်တော့တစ်ဖက်ကနေပြီးတော့ Astro Space အနေနဲ့ကောင်းလာအတက်ကချက်ချင်းကိုပြန်ပြီးတော့စလာမှာအဲ့ဒါကိုလည်းဖယ်ကွန်သိအဲ့ဒါကြောင့်အရင်ကလှုပ်ရှားရှားတော့မလှုပ်သေးဘူးဆိုတော့ချိန်းသေးတယ်သူတို့အနေနဲ့နောက် Lock Objective ကိုပြန်ပြီးတော့စောင့်မယ်အကြိမ်ဗဒေဆိုင်ရင်တော့သူတို့ lane တွေကို freeze ထားပြီးတော့ Astro Space member တွေအကုန်လုံးကိုတော့ base ပြင်ကိုခေါ်ထုတ်မှတော့ရမယ်ဒါပေမဲ့ကျွန်တော် trap ပါမလားဗောလေလောလောဆယ်ကကျွန်တော် zone image တစ်ကောင်ဖြစ်တယ်ပြီးွားရင်ကျွန်တော် Nathan ပါတယ်အဲ့ဒီအတွက်ကြောင့် high ground defense ကတော့အဆင်ပြေမယ် front line ကိုသွားပြီးတော့ပြင်ထွက်ဆိုင်မယ်ဆိုရင်လေ substitute ရဲ့ tactical check က၄ရက်လောက်ထိပါမှာတော့ရနိုင်လိမ့်မယ်ဗျလက်မိုင်းကတော့ဒီထက် ်ပို့ပြီးတော့ damage taken လုပ်ဖို့တော့လွယ်မှာမဟုတ်ဘူး vanishes နဲ့ဖြစ်နေရအဲ့အတွက်ကြောင့်တစ်ဖက်ကနေပြီးတော့ဒီ sanji ပြစ်တဲ့ damage တော့ခံနိုင်ရှိပဲဆိုမှလည်း bane ရဲ့ leather flame knockout တွေတော့သူ့အနေနဲ့ခံစားရတာခက်လိမ့်မယ်ဗျာဟုတ်တယ်ဖြည်းဖြည်းချင်းစီတော့အင်ဒီရှိရှိနဲ့ထွက်လာပြီးတော့ဒါဖြည်းဖြည်းချင်းစီပဲအင်ဒီရှိရှိနဲ့ပြန်ပြီးတော့ fallback သွားပြီဗျာအဓိကတော့လုံးဝတော့အမှားတော့မခံဘူးပေါ့နော်အဓိက market vision လေးကြီးကလည်းတော်တော်လေးကို enemy များနေစုံပြီးတော့ kx ကလည်း pick off pick ထားရဲဆိုတဲ့အခြေအနေတစ်ခုမှာတော့ခြေတလန်းကျွန်သွားနေတန်းအောင်ပြတ်သွားဖို့အတွက်ကတော့များတယ်ဗျာအမှားတာနဲ့ဖြတ်စားခံရမယ်ဆိုတော့ပုံစံတစ်ခုတော့ရှိတော့ရှိနေပေါ့နော်ဆိုင်လိန်မှာလည်းကျွန်တော်လုံးဝလိန်နေပ ပါ free star တွေ fair ကောင်ကတော့ဒီချိန်မှာ snowballing ကိုလုံးနေခဲ့ပြီဒါပေမဲ့ sky bia စာနောက်ပိုင်းမှာ benicia ပါရင်လည်းပါကောင်းပါလာလိမ့်မယ်ဗျသို့တော့လေဒီချိန်မှာ dance ရဲ့ pump char တွေ thunder stroke တွေက damage များရည်ဆိုတဲ့အခိုက်အတန့်သွားပြီးတော့တွေ့ရတယ် fizzy နေနဲ့ဒီဘွဲမှာ purify နဲ့ shot လာတာက tsunami slam ကိုရှောင်ကျင်နေခဲ့ဆိုပေမဲ့လည်းသူ့ရဲ့ mobility အရ skill wide black white crest တွေဖြစ်နေတဲ့ကြောင့် sk spare မပါ hero တကောင်က lancelot လက်ထက်ပြေးဖို့တော့မလွယ်ဘူးဖြစ်တယ် ဟုတ်တယ်အမှန်တိုင်းပြောရမယ်ဆိုရင်တော့ Exospace အနေနဲ့ဒီ log object ကိုထပ်ပြီးတော့လှုပ်လို့တော့ရသေးရဲ့ဗျာအဓိက Nathan Fanmin ရနေသေးသေးရောတော့တို့အနေနဲ့တို့ရဲ့ဒါအကြီးမားဆုံး combination နဲ့ပြန်လှည့်ပြီးတော့ high ground defense လှုပ်လို့ရတယ်ဖေကွန်နေနဲ့အရင်တက်လို့တော့မရဘူးပေါ့နော်အဲ့တော့ တေးကြပါတယ် Astro Space ကတော့ High Ground Defenses ကိုပဲထပ်ပြီးရွေးချယ်ထားပါဆိုတော့ Dash ကတော့ low သိမ်းပဲလို့သွားနေနေပဲဒီတက်လာမဲ့ low fade နဲ့တူပဲတခါနဲ့ပဲ10အမ်မှာတော့ Fair ကိုနေနဲ့ရလိမ့်မယ်ဗျာအချိန်နောက်ထပ်3မိနစ်လောက်သာထပ်ပြီးတော့ပေးလိုက်မယ်ဆိုရင်တော့ Warani နဲ့ damage ပို့ပြီးတော့များလာမယ်ခုနအနေထားမှာလဲ Ryan နေနဲ့က Ida Beef 3ချောင်းလောက်ထိပါလာပြီဗျာ2 damage 2ချောင်းနဲ့ penetration 2ချောင်းဖြစ်တဲ့အတွက်ကြောင့်ဒီ Ida Beef ကထွက်လာမယ် damage output ကိုလည်းမြင်တွေ့ရမယ်တစ်ဖက်မှာလဲပြန်ကြည့်ရမယ်ဆိုရင် Fair down Heaven Holy Christ ဒါပြုံမှာ concentrated energy တွေပါပါလာပြီနောက်ထပ် divine တွေပါလာမယ်ဆိုရင်တော့ကျွန်တော် Warani ော်စီရဲ့ damage တွေကလည်းပုံပုံပြီးတော့များပြလာဖို့ရှိနေတယ်။တကယ်လို့လောရဲကန်ရဲ့အခြေအနေတွေအများကြီးကိုပြသထားတဲ့ SO Space အနေနဲ့တော့ 10k go get loud ထိကိုပိုင်ဆိုင်ထားတဲ့ fair ကုန်းတော့အကောင်းဆုံးပြန်လည်ပြီးတော့တောင်းထားပေးသေးတယ်ဗျာ။အဲ့ဒါဒီ log objective နဲ့အတူပဲဒီအချိန်မှာထပ်ပြီးတော့ SO Space ဂိမ်းကို extend နိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ login နဲ့ point လေးတွေမြရလားမလားဆိုတော့ကြည့်ရမယ်။တော့ဒီမှာလေ fair coin နေနဲ့ကတော့ဒါ high ground တက်ဖို့အတွက်ခက်ခဲတယ်ဆိုတော့ကျောင်းညင်းလို့မရဘူးဗျာ။ကျောင်းက dance ကြီးတော်တော်လေးတော့များတယ်ဗျာ။ easy game မှာတော့ free game ကတော့သွားကွာတယ်။ဒီချိန်မှာတော့ dance တွေနဲ့ count တို့လာပြီ။ dollar throw ကြီးပါပေးထားသေးတယ်။ online မှာတွေတက်လာ super media wave mega tower လုံးဝ force နေရယ်ဆိုရင်အခိုက်အတန့်တစ်ခုပဲဗျာ။ဟုတ်တယ်။ lambda အနေနဲ့တော့ပြန်ပြီးတော့ border side လေးကိုတော့သွားကြည့်ထား။တယောက်တည်းကျွန်းနေရယ်ဆိုတော့ဒီချိန်လေးပေါ့နော် pick off ကြားထဲမှာတော့ထပ်ပြီးတော့ damn in စပြတ်သွားခဲ့ပြီဗျာ။ pc နေနဲ့ zone နေပြန်ပြီးတော့ထားထားတယ်ဆိုပေမဲ့လို့ဘီက3လုံးတော့သူတို့အနေနဲ့ခွင့်ပြုလိုက်ရပြီ။ဒါပေမဲ့ဒီချိန်မှာတော့ တုံးပြီးတော့မကြိုးသေးဘူးပေါ့နော်ဟုတ်တယ်ဆိုတော့ mega tower all lane ကို open လိုက်ရတယ်ဆိုမလဲ four best of five ဆိုတဲ့ situation တစ်ခုတော့ဘယ်နဲ့ဆက်ပြီးတော့ဆိုင်မလားပါလေ lord of warrior pitcher နဲ့ melee attack လိုက်ဆိုပေမဲ့ wave ကတော့ပြီးသွားခဲ့ပြီအောက်မှာ rocket case နေတဲ့ pick up လုပ်ဖို့တဲ့ကြိုးစားခဲ့တော့လေဒီချိန်မှာတော့ပြန်ပြီးတော့ four pack နေခဲ့ရပြာ operation လုပ်ပြီး hook ပြီးလိုက်ရမယ်ဆိုတော့ဒီ shutdown ကရရတဲ့ bounty တွေနဲ့အတူပဲ astro space တွေပြန်ပြီးတော့ camp သွားနိုင်စေရောရှိနေပါသေးတယ်ဖေကွန်အနေနဲ့ကတော့ဒီအချိန်မှာ high ground တက်ဖို့အတွက်ကတော့တောက်လျှောက်ကြည့်နေဒါပေမဲ့သူတို့အနေနဲ့မိက lane နှလုံးလုံးကိုထပ်ပြီးတော့ရလိုက်ပြီဆိုတော့ now lock objective ကိုစောင့်ပြီးတော့ပဲထပ်ပြီးတော့ rush လို့တော့ရ တယ်ဗျာအဲ့တော့အမှန်မပါတော့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်မဟုတ်ရင်တော့ခုနက Castor AD ပြောသလိုပဲပြီးတော့ဒီ Freezy တို့ Wire တို့ကနေပြီးတော့ပြန်ပြီးတော့ထွက်လာတဲ့ Compact တွေနဲ့အတူအလဲပြောင်းနေရတော့အများကြီးဖြစ်သွားနိုင်တယ်အဓိကတော့ကျွန်တော်တို့ဒါ KX က Pick up တကောင်မဲဆွဲလို့ရတာပြဿနာဖြစ်နေရဗျာနော် ဆိုတော့အော်ပြောနေတယ်ဆွဲခေါ်ဝါပြီ PC ပါဝါတွေခိုက်တဲ့ကုပါတော့ laser play ပြန်တုံးတော့လေ purify လို့တော့ PC နည်းနဲ့ပေးလိုက်ရတယ်ဒီနေရာမှာ purify မပေးရင်တော့မသူနေလွတ်ကောင်းလွတ်နိုင်ဆိုပြလဲ save play ပုံစံလေးပဲတည်ထားသလားဗောဒီက ban နေအနေနဲ့နောက်ကနေပြ laser play light ထောင်းနေတဲ့ဂျားထဲမှာတော့သူတေးချောင်လို့ purify ကတော့သွားပြီးတော့ပေးလိုက်တာဗျာအဲ့တော့ထပ်ပြီးတော့ GM မှာတော့ SO space ရဲ့ game plan ဗောနော်တစ်ဖက်ကနေပြီးတော့ KAS အနေနဲ့ pick up မရှိတော့ဘူးဆိုတဲ့အနေဒါတစ်ခုမှာသူတို့အနေနဲ့ဒီ law objective ကိုမတိုင်ခင်မှာ hero kill လေးတကောင်တော့ trade ထားမလားဆိုတော့သွားပြီးတော့ကြည့်ရမယ်ဒါပေမဲ့တစ်ဖက်မှာလည်းရေးချင်းချင်းပေါ့နော် run အနေနဲ့ရော item လိုအပ်ချက်လေးရော သွားပြီးတော့ရှိနေရဆိုရင် wire တော့ full item ဖြစ်ဖို့တကွက်ပဲလို့တော့တာတကွက်ပဲလို့တော့တယ်နောက်ဆုံး item တော့ win on nature ပဲသွားနေရပုံစံလေးပြဒါလေးလည်းမစိုးလို့ပဲပြောရမယ်ပေါ့နော်တပတ်ကဒီစံကြီးနယ်လဲရှိပြီးတော့ပြတ်လို့ရတယ် gas ဝင်လာတာတွေ new go ဝင်လာတာတွေဒီຢာတွေကိုလည်းသူ့အနေနဲ့ကိုပိုင် defensive ပြန်ပြီးတော့လုပ်လို့ရဆိုချင်းနေအောက်မှာတော့ kh နေနဲ့ဝင်သွားရဆိုလဲ warranty နဲ့ကတော့သူ့ရဲ့ antrophy တွေပါပြီးတော့ပေးလိုက်ရပြကိုတော့အရင်တော့မကြောက်ဘူးဒါပေမဲ့ win တိုးပြီးဆိုင်တော့မှာလား ဟုတ်တယ်ကောင်တာတလေးတစ်ခုတော့ Astro Space အနေနဲ့ဖန်တီးဖို့တော့ကြိုးစားနေတယ်ဒါပေမဲ့ Falcon အနေနဲ့လည်းဒါကကောင်းကောင်းကြီးတော့နားလေလေအဲ့တော့အကောင်လုံးပြန်လဲပြီးတော့ဗဇုံလေးနေနဲ့ပြန်ပြီးဘတ်သွားတယ်ဆိုတဲ့အခြေအနေပြ Astro Space အနေနဲ့လည်းအရင်ကြီးတော့ Mirage Blue သူတို့အနေနဲ့ဒီလိုမျိုးအမှားတစ်ခုသာပါသွားခဲ့မှာဆိုရင်ဒီပွဲကတန်းပြီးတော့ပြီးသွားမှာအဲ့တော့အတက်နိုင်ဆုံးအတွက်ကတော့တစ်ဖက်ကနေပြီးတော့ Falcon ရဲ့အမှားတွေကိုစောင့်ပြီးတော့ Tan Point လေးပြန်ရှာတော့အကောင်းဆုံးပဲအဲ့တော့ဒီ Long Object ကိုလည်းသူတို့အနေနဲ့မတူထပ်ပြီးတော့ပဲ High Ground ဆန်အောင်မှာ Sure High Ground က3ချိန်လောက်ထိတော့ဖြစ်နေပြီဗျာနော်ဆိုတော့ဒီအချိန်မှသာ Astro Space တွေထပ်ကဝင်ရမယ်ဆိုရင်တော့ဒီကြောင့်ဖေကွန်နီနဲ့ပို့ပြီးတော့ ဆိုးရွားသွားနိုင်ချေတော့ရှိနေလိမ့်မယ်သို့တော့လေဒီ log ကတော်တော်လေးအနေများတယ်ဗျာတုံးတောင်လို့သူကြီးကလည်းများတယ်နေတော့ကျွန်တော် quick wave ဒီမဟုတ်ဘူးပေါ့နော်သူတို့ pressure ပြန်ပြီးတော့ပေးနိုင်မယ်ဆိုတာကတော့အဲ့တော့ကျွန်တော် fagon အနေနဲ့တော့ဒီ log နဲ့အတူပဲကွဲလို့ဆုံးသတ်နိုင်မယ်ဆိုရင်တော့ troll လေးတို့ကောင်းပါပြီအကိမ်းမဟုတ်ဘူးဆိုရင်တော့ astro space ဘက်ကနေပြီးတော့သူတို့ရဲ့အချိန်တွေကိုပြန်လဲပြီးတော့ရှာနိုင်မယ်ဆိုတဲ့အချိန်တွေကိုပြန်ပြီးတော့ရောက်လာနေပြီဗျာ astro space ကလည်း creep လုံးဝတိတ်ပြီးတော့ machine ဆိုတဲ့ပုံစံဗျာအရင်အများကြီးတည်းမခံဘူးအရင်ကြီးလည်း machine ဘူးတစ်ဖက်ကဒီ creep out နှောက်အုပ်ကိုသူအနေနဲ့ပြန်ပြီးတော့ချကျင်တဲ့ပုံစံပဲ lossy okay online တော့ချောင်းနေပြီးရဲ့ဘာမ မာလေးကျော်နောက်မှာပြန်ပြောဝါရော်ဝင်းတော့ဖြစ်သားသေးတယ်ဒီကိုဘေးစ်ဖိုင်တာမှာတိုင်စထရိုက်တူမန်ဒက်စ်ဝင်လာခဲ့တဲ့ဒက်စ်ကြားထဲမှာတပတ်ကနေဝါရော်ပြန်လည်းပြစ်ခွဲနေရခိုင်တဲ့တစ်ခုမှာတော့ဒက်စ်နေရရှတ်ဒေါင်းကင်ပြန်ပေးလိုက်ရဆို throw ရိုက်ချိုးနေတဲ့ခိုင်တဲ့တစ်ခုမှာတော့ Falcon eSport game number 2ကိုထပ်မံအနိုင်ရရှိလို့သွားနေနေပဲ2-0ရလာတစ်ခုနေတော့ဒီနေ့ clean sweep ပိုင်ဆိုင်လို့သွားခဲ့ပြီပဲဖြစ်ပါတယ်